တရားတွေများများနာထားမှအတွေ့အကြုံတွေများများထွက်မှာနော်။ဒါကြောင့်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးမှတ်ရမယ်။အထူးသဖြင့်ပါမခေါ်ချုပ်ဆိုတော့ဘုရားကြီးဟောတဲ့တရားဒေသနာတွေကိုအများကြီးမှတ်သားကြည့်သင့်တယ်။နော်အစီအစဉ်တကြနော်ကြည်ကြည်ပြန့်ပြန့်နော်တရားတွေမထက်အောင်အများကြီးနာမှတ်သားဟုတ်လား။အဲ့ဒါဆိုရင်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးအချက်လက်စုံစုံကိုမှတ်သားထားတဲ့အခါမှာတစုံတစ်ခုတွေးပြီးဆိုရင်အဲ့ဒါတွေကနောက်ွယ်ကနေပြီးတော့လမ်းကြောင်းတက်အောင်အကျိုးကျေးဇူးမပြုတ်နိုင်မေဘူးလား။ပြုတ်နိုင်တယ်။နော်တရားနာခြင်းရဲ့စွမ်းအား ကိုကနာကျင်တဲ့စိတ်ကလေးဒါကိုတန်ဖိုးထားပြီးတော့မျက်နှိုးတဲ့စိတ်ကလေးရှိဖို့သာလိုတာပါဒီခေတ်ကတရားနာကျင်အရန်လွယ်ပါတယ်ဟုတ်လားကိုရဲ့လက်ကင်ဖုံးထဲမှာထည့်ထားမယ်ဆိုရင်တော့အပုပ်ပေါင်းရာထောင်ချီပြီးတော့ထည့်ထားလို့ရတာပဲလေဟုတ်တယ်မို့လားဒါလေးနဲ့မပြတ်မပြတ်ကိုရဲ့စိတ်ကိုနော်တရားဓာတ်ကလေးနော်ပကင်းကွာအောင်လှုပ်ထားလို့မရဘူးလားရရဲဟုတ်ရဲ့လားအတော်ဦးချင်းတို့ပေးသက်ပေါင်းသူတော်တို့တော့ပြောရင်သာကဘလို့အခြေအနေပဲတွေ့နေတွေ့နေအဲ့ဒီတွေ့နေတဲ့အခြေအနေဟာကိုကသာ နော်ယောနိတော်မနတိကာရရှိမယ်ဆိုလို့ရှိရင်အဲ့ဒါဟာကောင်းဖို့အတွက်နော်အများကြီးတွန်းအားမဖြစ်ဘူးလားဖြစ်တယ်နော်နော်ကိုယ့်ရဲ့ကောင်းတဲ့ကဟိုမြင့်မြတ်တဲ့နော်အကြောင်းအရာတွေကိုမှတ်သားထားမှလည်းပဲမြင့်မြတ်တဲ့အတွေ့ကတွေ့နိုင်မှာနော်ကိုယ့်ရဲ့ကောင်းတဲ့ကမြင့်မြတ်တဲ့အကြောင်းအရာတွေမှတ်သားထားတာမရှိဘူးဆိုရင်လည်းပဲဒီယောနိသူယောနိတော်မနတိကာရကဖြစ်လာမှာမဟုတ်လူဆိုတာကိုကောင်းနဲ့မှတ်ထားတဲ့အချက်လက်တဲ့အချက်လက်နဲ့ညီအောင်တွေးကြတာပဲများပါတယ်ဟုတ်လားအဲ ပဝင်းကျင်နေသားကဘလို့ကောင်းအောင်ပဲဖန်လာဖန်လာတော့တခါလေးကြတော့လည်းပဲအဂတိလိုက်စားပြီးတော့ကိုယ့်အလိုဆန္ဒအတိုင်းလိုက်ပြီးတော့တွေးလိုက်ကြတာတွေကိုမရှိဘူးလားရှိရနော်ဟိုပုံမြင်လေးတစ်ပုတ်ကြားဦးတယ်နော်အပြိုကြီးတယောက်ကနော်တော်တော်ကြီးအသက်ကြီးလာမှအရွာတဲကနော်လခိုးရှိုးပြီးတော့မိုက်နေတဲ့နော်အရှင်သမားတယောက် ਨੇ ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါကိုသူယူဖို့လည်းပဲနော်တိတ်လေအဆင်မပြေဘူး တော့သူဘာလုပ်တုံးဆိုတော့သူ့ရဲ့ဦးလေးတယောက်နဲ့တိုင်မင်တယ်လို့ဆိုတယ်เนาะအဲ့ဒီလူကိုသူယူရကောင်းမလားမယူရကောင်းမလားအဲ့လိုတိုင်မင်တဲ့အခါကျတော့ဦးလေးဖြစ်တဲ့လူကမယူနဲ့လို့ပြောရမှာလဲအာနာဒါသိဒီလူကလူပေလူတွေအယူသိတဲ့လူမဟုတ်ဘူးဆိုတာလည်းသူသိတယ်အဲ့ဒါနဲ့ကဲကွယ်မင်းကိုငါရဲ့ကိုစားငါအဖြေကိုစားငါကြီးစီလေးပေးလိုက်မယ်မင်းအဲ့ဒီကြီးစီလေးသာတီးလိုက်အဲ့ဒီကြီးစီလေးကထွက်လာတဲ့အတန်အတိုင်းမင်းဆုံးဖြတ်ဆိုပြီးတော့ကြီးစီလေးလုံပေးတယ်တ ြေးသေးလေးတစ်လုံးပေးလိုက်တာအဲကြေးသေးကိုတီးလိုက်တော့ကြေးသေးကဘလို့မြင်ဒူဝေဒူဝေလို့မြင်မှာပေါ့ဟုတ်လားအဲ့ဒါဦးလေးကသိသိကျင်တာက လူပေလူတွေလို့သိသိကျင်တာဟုတ်လားလူပေလူတွေဆိုတော့ဘာမယူနဲ့ပေါ့ဟုတ်လားအဲ့တော့ပြူကြီးဖြစ်တဲ့လူကဦးလေးပြန်သွားပြီဆိုတော့ကြေးသေးလေးတီးလိုက်တယ်ကြေးသေးလေးကဒူဝေဒူဝေလို့မြည်တယ်ဟုတ်လားဒါမဲ့သူ့စိတ်ထဲကဘလို့ထင်လို့ဆိုယူလေယူလေလို့ထင်တယ်တဲ့ဟုတ်လား ဟောတကယ်ဟောထင်သေးခြင်းတာဘလို့ထင်သေးခြင်းတာလူပီလူတွေလို့ထင်သေးခြင်းတာဒါဟာဗမာပုံမြင်လေးတွေပါရမ်းစိန်ဝင်သားတဲ့အကောင်းနဲ့ဟုတ်လားလူဆိုတာကိုတွေးခြင်းလို့တွေးတာပဲဆိုတာလေးကိုပဲဦးစင်းကအဲ့ဒီအဲ့လိုလုပ်လိုက်ရင်အဲ့ဒီပုံမြင်လေးကိုသွားသွားပြီးတော့အမှတ်ရတယ်။အော်ဟောကသိသေးခြင်းတာကတစ်မျိုးတရားတည်သွားတာတစ်မျိုးဟုတ်လားအဲ့တော့တစ်ခါတလေကြောက်လဲသဘာဝလောကကြီးကပြနေတာတစ်မျိုးကိုကမြင်တာတစ်မျိုးလွဲချော်တာတွေကမရှိဘူးလားရှိရနော် ကြားသေးကျင်တာကဘလို့ကြားသေးညာလူပေလူလေးလို့ကြားသေးကျင်တာကြားလိုက်တာကဘလို့ကြားရောယူလေးယူလေးလို့ကြားတာတဲ့ကဲနော်ဒါဦးဇင်းတို့ဟိုတော့ဆရာကြီးလူတို့ဥလာရေးတဲ့အကြောင်းကံဒီမှာပုံမြင်များဆိုတာစာအုပ်တွေထဲမှာပါတယ်ဒီပုံမြင်လေးတွေဟုတ်လားတောက်ပါတော့အဲ့တော့ဘလို့အတွေ့အကြုံတွေပဲတွေ့တွေ့ဘလို့နေသားတွေပဲဖြစ်ဖြစ်နောက်တခါဓမ္မတို့ဦးဇင်းတို့တွေအမှန်ကန်တဲ့အတွေ့အမြင်တွေရဖို့ဆိုတာကကိုယ့်ရဲ့ခေါင်းထဲမှာငကောကအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့ တော့ဒေသနာတွေဒီလိုဆိုတော့အချက်လက်ကောင်းတွေကိုထည့်ထားမိဖို့မလိုဘူးလားလိုတယ်ဟုတ်လား